မလေးမင်္ဂလာပါမင်္ဂလာပါကိုအဲမလေးကဒီကြားကာလမှာပညာသင်ကြားနေတဲ့အကြောင်းသူတူလို့သိရတယ်ပေါ့နော်အဲမလေးဒီဆန္ဒပြပွဲနဲ့ပတ်သက်ပြီးတော့အဲဒီပါဝင်ဖြစ်တဲ့အဲအကြောင်းလေးကိုညီမလေးနေနဲ့လည်းလည်းတော့ပြောပြပေးပါဦးနော်ဒီကလာတဲ့အကြောင်းရင်းကတော့ဒီလိုပါအခုအတမပြည့်တဲ့ကလေးတွေကိုတက်သားဆူဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့လုံးဝဆန့်ကျင်ကပ်ကွက်ပါတယ်နိုင်ငံတကာစီးမြင်မှာလည်းဘယ်နိုင်ငံတကာမှအတမပြည့်တဲ့ကျောင်းသားတွေနဲ့ပတ်သက်ပြီးတော့မှ တသားစုဆောင်ခြင်းမရှိပါဘူးအဲ့လိုမျိုးခုလိုလှုပ်သွားတဲ့ဟာကိုလုံးဝဆန့်ကျင်ကက်ကော့တက်တဲ့အခုလိုမျိုးဆန္ဒလာပြခြင်းဖြစ်ပါတယ်ဟုတ်ပြီဒီမလေးနေနဲ့ဒီလိုမျိုးအဲအသက်မပြည့်တဲ့အကြောင်းသားတွေကိုစုဆောင်နေတယ်ပေါ့နော်အဲ PN လေးအဖွဲ့ကိုရောညီမလေးနေနဲ့အဲဗာမြန်ပြောချင်တာရှိလဲပေါ့နော်ဒီကလေးကတော့သူတို့ကတော့အယောင်ဆိုးလို့လွယ်တဲ့အကြောင်းသားတွေပေါ့သူတို့ကိုယ်ပိုင်ဆုံးဖြတ်နိုင်စမ်းမရှိသေးတဲ့အကြောင်းသားတွေကိုသူတို့အနေနဲ့စီယုံကြတယ်အဲ့လိုမျိုးအမ်အမျိုးမျိုးပေါ့နီးမျိုးမျိုးနဲ့ဖြားယောင်းပြီးတော့မှသူတို့လက်နဲ့ကင်ခိုင်းတယ်အမှန်တော့ဘောပြင်းတော့ ဘုံရင်ကင်ပြီးတော်လန်ရမယ့်အရွယ်မှာသူတို့ကလက်နဲ့ကင်ခိုင်းနေဒါနိုင်ငံတော်ရဲ့နာဂတ်ကိုဖျက်ဆီးတာပဲနိုင်ငံတော်ပညာသက်တွေနဲ့တီထောင်ရမယ့်နိုင်ငံတော်ကြောင်းနေရွယ်တွေကိုကြောင်းမနေခိုင်းမဲနဲ့လက်နဲ့ကင်ပြီးတော်လန်ခိုင်းတာအသက်တွေကိုပေးခိုင်းတာလားပေါ့အဲ့လိုမျိုးမီးကြောင်းနေရွယ်ကလေးတွေရဲ့အသက်တွေကိုကြောင်းမှမရှိဘဲနဲ့သူတို့တော်လန်ရေးအတွက်သုံးချင်တာလားလို့မေးချင်ပါတယ်ဟုတ်ပြီဒီမှာလေးနောက်ထပ်မေးခွန်းတစ်ခုအနေနဲ့ပေါ့နော်အဲဒီခုလက်ရှိဒီတက်တောင်းစုဆောင်အသက်မပြည့်သေးတဲ့ကျောင်းသားတွေကိုစုဆောင်ခံရတဲ့အထက်မှာအဲပါသွားတဲ့ဒီ ဟိုပါပေါ့နော်ចောင်းသူចောင်းသားတွေဟိုရောအဲညီမလေးနေနေဘလို့ဖြစ်စီခြင်းလဲပေါ့နော်နောက်တစ်ခုကအဲအဲ့ចောင်းသူចောင်းသားတွေဟိုရောညီမလေးနေနေဘလောက်ထိဗာမြန်ပြောခြင်းနဲ့အဲအကြံပြုလိုမှုတွေဘာမြန်ရှိလဲပေါ့နော်ပြောချင်တာကတော့သူကရန်ငယ်သေးတယ်ចောင်းနေရွယ်ကလေးဆိုတော့ចောင်းမှာပဲရှိတင်သေးတယ်တနက်ကင်လက်နက်ကင်ပြီးတော်လန်နာမှာတော်လန်နာမဟုတ်ဘူးဘောပင်ကင်ပြီးတော်လန်နာလဲတော်လန်နာပါပဲလို့အဲကြောင့်မို့လို့ဘောပင်ကင်ပြီးတော့မှ ပညာသားတွေဖြစ်အောင်ကြိုးစားပြီးတော့မှနိုင်ငံတော်အသိတည်ထောင်တဲ့နေရာမှာသူတို့ရဲ့တက်ဆန်တဲ့ပညာတွေနဲ့နိုင်ငံတော်ကိုတည်ထောင်ကြဖို့အတွက်အကြံပြုချင်ပါတယ်ခုလိုမျိုးလက်နက်ကင်နေတာမဟုတ်ဘဲနဲ့ဘောပင်ကင်ပြီးတော့မှတက်ထားတဲ့ပညာတွေနဲ့နိုင်ငံတော်အသိကိုကောင်းမွန်စွာတည်ထောင်နိုင်ဖို့အတွက်အဲ့လိုမျိုးပညာရေးဘက်ကနေပါဝင်စေချင်တာပါဟုတ်ပြီညီမလေးနောက်ထပ်အခုဒီလက်ရှိညီမလေးတို့ဒီတင်နေတဲ့ဈာကလာပညာရေးနဲ့ပတ်သက်ပြီးတော့ရောဒီဈာကလာပညာရေးအဖွဲ့အစည်းတစ်ခုလုံးပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ရောညီမလေးဒီလက်ရှိဒီအသက်မပြည့်တဲ့ចောင်းသားကြီးစုကန်းခံရတဲ့အပေါ်မှာ အဲဗာမြန်ဖြည့်ဆွတ်ပြီးတော့အကြံပြုပြောကြားလိုတာများရှိလဲပေါ့နော်အဲ့ဒါလေးလည်းဖြည့်ပေးကြအောင်ဒါတော့အာနားလေထားမှာအကြောင်းပြုကျောင်းသားလေးဆိုတာကျတော့ပညာသင်ပဲအရွယ်ပဲရှိတယ်အကြောင်းမို့ကလေးတွေအနေနဲ့တခြားစဉ်းစားပါချင်းချင်းမှာအဲတွေးခေါ်ပါတော့မျိုးလုံးတင်တယ်မလုံးတင်ဘူးခုချိန်မှာက ပညာရေးနဲ့ဘယ်ဟာရေးကြီးလဲဆိုပညာရေးကပဲရေးကြီးပါသေးတယ်လို့ပညာရေးကိုပဲဆက်လက်ပြီးတော့သင်ကြားကြပါအောင်ကျောင်းပြီးမှပဲအသက်ပြည့်မှပဲအဲ့ဒါမျိုးတွေကိုစဉ်းစားကြည့်ချင်ပါတယ်လို့ဟုတ်ပြီမရီနောက်ဆုံးမိကွန်းအနေနဲ့ပေါ့နော်အဲဒီလက်ရှိဆန္ဒပြပြီးပြီပေါ့နော်အဲ့ဒီပုံမှာဒီအသက်မပြည့်တဲ့အဲစူတောင်းခံရတဲ့ကျောင်းသားတွေပေါ့နော်ကျောင်းသူတွေအကုန်လုံးညီမလေးအနေနဲ့အဲဘယ်လိုဆန္ဒပြုချင်တာမျိုးရှိလဲနောက်တစ်ခုက အဲဒီပုံမှာထပ်ပြီးတော့အဲဒီဌာနပြပြီးတဲ့နောက်ပိုင်းမှာအညီမလေးအနေနဲ့ဒီចောင်းသူចောင်းသားတွေကိုဘယ်လိုမျိုးအဲဖြစ်ခဲ့ခြင်းလဲပေါ့နော်ဥမာလွံ့မြောက်တာမျိုးလားဒါမှမဟုတ်တခုပေါ့နော်အဲ့ဒါမျိုးတွေညီမလေးဖြေပေးပါအောင်ဒါလေးကိုနောက်ထပ်နေမယ်ဟုတ်ပြီဖြောင်းသွားတာတွေကိုလည်းသူတို့နဲ့နားလဲသိခြင်းနဲ့ဘယ်လိုမျိုးចောင်းမှုဘယ်လိုခေါ်ဆောင်သွားတာလဲသူတို့ဘလိုမျိုးနီးနဲ့စီးယုံသွားရလဲဆိုတော့သူတို့ကိုယ်နားလဲပြီးတော့မှမိဘရင်ကုန်ကိုပြန်လာပြီးအเจ้าကိုအမြန်ဆုံးပြန်လဲတက်စီချင်ပါလေဟုတ်ကဲ့ပါညီမလေးကျေးဇူးတင်ပါတယ်နော်